အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုကတော့ကျွန်တော်မိတ်ဆွေအင်္ဂါသာသမီအားလုံးအတွက်၈ရက်၄လ2025ကနေ၁၆ရက်၄လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကန်ဂျမဟော့ကင်းကိုကနာတခုချင်းတိုင်းကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အပုံမှားဖြစ်ဆိုရင်ကျွန်တော်အင်္ဂါသာသမီတွေအတွက်ပေါ့လေအဲအားလုံးကိုကျွန်တော်ဟောပေးတာပေါ့အ9ရက်စာ9ရက်စာဆိုပြီးဟောပေးတယ်အခုတခါမှတော့ကျွန်တော်အားလုံးက9ရက်စာဖြစ်သွားတယ်ပြေနော်ဒီ၁၆ရက်ကြုံပြီးနောက်ပိုင်း၁၇ရက်နေ့ဆိုရင်၂၄ရက်နေ့ရောက်မှာဆိုတော့ အဲ့နစ်စံဒီယန်နေဟိုဘက်ကိုအပါမခံဘူးမို့လေဒီဘက်မှာရှိတဲ့ရက်လေးတွေကိုဖျက်ချပြီးတော့ဟောကြားပေးခြင်းဖြစ်ပါတယ်ကနော်အဲ့တော့အင်္ဂါသားသမီးတွေကဒီကာလအတွင်းမှာဘလူကန်ရီယားလေးတွေဂျုံတွေ့ရတယ်လဲဆိုလို့ရှိရင်အဲကိုယ့်ရဲ့နေဟောလေစနေသားသမီးတနင်္လာသားသမီးတွေလိုင်းအောင်သွားတာမျိုးလေးတွေလိုင်းအောင်နေထိုင်တာမျိုးလေးတွေဖြစ်တတ်တဲ့ကိန်းလေးတွေရှိတယ်အခြေနှချောင်းဝင်တတ်တဲ့သဘာဝလေးတွေရှိတယ်အခြေနှချောင်းဆိုတဲ့အခါမှာလူတွေပါလေဝင်တတ်တဲ့သဘာဝအပြင်ခွေးတို့ကြောင်တို့ကြက်တို့ငါးတို့စသည်အားဖြင့်ပေါ့လေအဲတနင်္လာနံနဲ့ပတ်သက်ပြီးတော့ ဝင်လာတာမျိုးလေးတွေဖြစ်တတ်တယ်။ဆိုတော့အဲ့ဒါအပြင်ဘာတွေထပ်ဝင်တတ်တယ်လဲဆိုရင်စနေနာလို့ခေါ်တာပေါ့လေအဝိစ်တအထယ်တို့ဓီတို့ဖနတ်တို့အဲ့ဒါမျိုးလေးတွေအားစဝင်လာတတ်တယ်။ကိုယ့်အကိုဝယ်လို့ပဲဝင်ဝင်သူကလက်ဆောင်ပေးလို့ပဲဖြစ်ဖြစ်ဝင်လာတတ်တဲ့သဘာဝရှိတယ်။အဲ့တော့အဲ့ဒါလေးဝင်ရင်အဝင်တော်လာလို့မင်းရင်အဝင်မတော်ဘူးတော့မဟုတ်ဘူး။သို့တော့ကြည်ကြည်မမကြီးဝင်နေရရှိတဲ့ထိပောက်ဝင်းလိုမျိုးပတ်စံအစုလိုက်ယူလိုက်ငွေအစုလိုက်ယူလိုက်မထင်မှတ်တဲ့နေရာကဝင်လာတတ်တဲ့ကံရှိတယ်။အဲ့ဒါကမဝင်တော့ဘဲနဲ့အဲ့လောက်မှနေကိန်းကြေသွားပြီးရက်တက်ပြီးပိတ်ဆို့သွားတာမျိုးတွေဖြစ်တတ်တဲ့အတွက် မဝင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့လက်မခံမိပါနဲ့ဘာလို့လဲဆိုတော့ဒီကာလဒီအင်္ဂါအသားသမီးတွေအတွက်ငွေအမြောက်အများဝင်လာတတ်တဲ့ထူခြားတဲ့လက်လာပါဝင်မဲ့အကန့်တရားပိုင်ဆိုင်တာတွေ့ရတယ်။ဝါသနာပါရင်ထီထိုးပြအောင်ထိုးပေးပါ။ထီစုဤပေါက်တတ်တဲ့ဂိမ်းထဲမှာပါတယ်။အခုလာမယ့်၁၆ရက်နေ့ထိုင်းထီထွက်ပါလေကြနော်။ထိုးပြအောင်ထိုးပေးပါဗျ။အဲ့တော့ထီလို့မယ်ဆိုရင်ဘာကနန်းထိုးရမလဲဆိုတော့ဒီလိုထီကနန်းနေထိုးတဲ့အခါမှာဘဝတက်တက်တာတူးတယောက်ချင်းစီမှာအကျိုးပေးတဲ့ကံတွေပါတယ်လေ။အကျိုးပေးကနန်းဆိုတာရှိတယ်။ ဗေဂန်တွေကိုရှောင်ဗေဂန်တွေကိုထိုးပြီးတော့ရောက်ဆဲအသက်တနစ်ဆာမှာဗေဂန်တွေကသူတို့အကျိုးပေးလဲဒါမျိုးတွေကတော့တူတူတယောက်ချင်းစားတာစစ်ဆေးပြီးတော့မှကျွန်တော်တို့ကလမ်းကြောင်းပြပေးတာဗောလေအခုကတော့အားလုံးတို့ခြုံပြီးခေါ်ပေးတာဖြစ်တဲ့အဲ့တော့ထိုးမဲ့ဆိုရင်အရှိကနေအဲနှစ်နှစ်အပူကဏ္ဍလေးတွေနှစ်အစနှစ်အစုံထိုးတာလေးတွေတုံညအဲအစုံနှစ်အစအဲ့လိုကဏ္ဍလေးတွေထိုးတာမျိုးတွေတွေဥစားပြီးရွေးထိုးပေးအောင်ထိုးပေးပါလို့အကြံပေးပါတယ်ဗျာနော်ပေါ့တော့လေတယောက်တော့ပေါ့ဗျာနော်အဲ့တော့ဒီဘောက်ကိုရှိတယ်ဒီဘောက်ကလုံးငွေအစုလိုက်ပြန်လာရမယ်မမြောင်လေးတဲ့နေရာကငွေကြီးတွေရတတ်တယ် စုကြည်တစိတ်တွေရတာမျိုးတွေပြီးလို့ရှိရင်အဘောက်စုရတာမျိုးတွေအားစားအများကြီးရတတ်တဲ့ကိစ္စမှာပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးတွေဘာမှစိတ်ပူစရာမလိုဘူးတော်တော်လေးအားကောင်းတယ်နော်သို့တော်လည်းပဲဘာသွားညံ့လဲမေးရင်အလောက်ကိုင်းအိုးရင်နဲ့ပတ်သက်ပြီးတော့ညံ့တယ်ဗျကျွန်တော်မကွယ်မိုးပဲဗီနေမျက်နှာပဲကြည့်ပြီးပြောကြပါစို့အလောက်ကိုင်းနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာအလောက်ပြောင်းအောင်ပြောင်းအနေနဲ့ထိုင်ခင်ပြောင်းနှစ်ခုတည်းကတစ်ခုဖြစ်တတ်တယ်အလောက်ပြောင်းတာလည်းဖြစ်တတ်တယ်လို့အလောက်ပြုတ်တာလည်းဖြစ်တတ်တယ်သတိထားပေးပါအဲ့လိုပဲ အိမ်နေရာထိုင်ခင်းပြောင်းတာဖြစ်တယ်လို့အိမ်ပြတ်သွားတာလည်းဖြစ်တတ်တယ်အကြောင်းကြောင်းကြောင်းပေါ့အဲ့တော့ तू ကအိုးပြတ်အိမ်ပြတ်ဖြစ်တတ်တယ်သို့တော့အင်ဟာသားသမီးတယောက်ချင်းပေါ်မူတည်ပြီးတော့ကွာချောင်းမှုတော့ရှိတာပေါ့လေတချို့ကကြတော့အိမ်တွေပါတယ်ဒီကလာမှာပြိုပြတ်သွားတဲ့အိမ်တွေကိုပြန်လဲတိဆောက်ရတာမျိုးတွေဖြစ်တတ်တယ်အိမ်ပြင်ရတယ်လို့ခေါ်တာပေါ့လေအဲ့တော့အိုးပြတ်အိမ်ပြတ်အလုပ်ကပြတ်အကန်ပြတ်တွေဖြစ်တတ်တဲ့ဘဝကတော့ရှိတယ်ဂယုစပြီတချို့ကတော့ခဏတစ်ဖြုတ်လက်ရှိအလုပ်ကနေခဏနားပြီးတော့ပေါ့လေအလဲပတ်သွားတာမျိုးပဲဖြစ်ဖြစ်ဒါမျိုးတွေလည်းသွားအကျုံးဝင်တဲ့ဘဝကတော့ရှိတယ်သို့တော့တေချာလာဒီအလောက်ကန်အိုးအိမ်နဲ့ပတ်သက်ရင်တော့စိတ်မမှန်လူပမှန်ဖြစ်ရတဲ့ထက်ထမှာပါတယ် သတိထားပါပြီးတော့ဒီကလာမှာခီးသွားတဲ့ဂိမ်းရှိတယ်ရက်ဝေးရက်နေ့ခီးလေးတွေသွားမယ်ပေါ့သို့တော့သွားတဲ့အခါမှာခီးသွားဖို့တော့စီစဉ်ထားတဲ့ကိစ္စလေးတွေကမနေ့ကသွားမယ်လို့စီစဉ်ထားရင်တစ်ပတ်ခါမှသွားပြတာမျိုးလေးတွေကအစားပါလေအဲ့လိုမျိုးထင်းကောင်းကြံ့ကြာတာလေးတွေလွဲဖက်သွားတာလေးဖြစ်တတ်တယ်မသွားပြဘူးမဟုတ်ဘူးသွားပြလိမ့်မယ်ကြံ့ကြာတယ်အစီအစဉ်တရားမဟုတ်ဘဲနဲ့အစီအစဉ်မချမယ်နဲ့ဖြစ်တတ်တဲ့သဘောတော့ရှိတယ်ဂယူးဆိုင်ပြရနော် ပြီးတော့ခုနအဲဆရိနာတို့တနင်္လာနာတို့ဝင်လာခဲ့လို့ရှိရင် ဟိုနောက်ဆုံးမဖြစ်မနေလက်ခံရတဲ့အနေအထားရှိခဲ့ရင်တော့မှဒီကာလမှာမတုံးဆွဲပဲနဲ့ဒီကာလကြော်ပြီးနောက်ပိုင်းမှာတုံးဆွဲမယ်ဆိုရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့ပြီးတော့ဒီကာလမှာအလုပ်တွေပါနေလောက်တဲ့အခါဖြစ်စေအထက်လူကြီးနည်းနည်းဒုက္ခပြတတ်တဲ့သဘာဝရှိတဲ့သတိထားရှင်းမရရင်လည်းလက်မကောင်နေထိုင်ကိုမျက်မှောင်ကျိုးနေတာတွေအားစာဖြစ်တတ်တယ်ကိုလည်းလက်ရှိလုပ်နေတဲ့အလုပ်လေးတွေမှာမပြောမရှင်းမနဲ့ပြောင်းရင်ရွှေ့ရင်ထွက်ချင်တဲ့စိတ်တွေဒီအရန်ပေါ်တတ်တယ်သတိထားပါလောက်ဖော်ကံမဲ့လေးတွေမနာလိုတိုက်ခိုက်တာလေးတွေဖြစ်တတ်တယ်အထက်အောက်ကြားတဲ့သွားညက်တတ်တယ်ပေါ့လေပြီးတော့အမိသားစုတစ်ခုရှိတယ်ဆိုလို့ရှိရင်လည်း သားသမီးရှိတဲ့သူတွေကိုယ့်ရဲ့သားသမီးတွေအကြောင်းပြုပြီးစိတ်တော်ကလေးတွေရောက်လာတဲ့အဲတော်တော်လေးငွေကုန်ကြေးကြများတတ်တဲ့သားသမီးတွေကိုအကြောင်းပြုပြီးအဲအိမ်တော်ရှိတဲ့သူတွေဆိုရင်ကိုယ့်ရဲ့လင်မော့အိမ်တော်ဦးစီးပြီးတော့မိဘရှိရင်မိဘဒါလေးတွေကိုအကြောင်းပြုပြီးအထက်အောက်ကြားတွေလည်းသွားညက်တတ်တဲ့ဘဝတော့ရှိတယ်ဂယုဆိုင်ပြီးပါလို့ထက်တယ်လည်းလည်းအကြံပေးခြင်းနဲ့ပြီးတော့ဒီကာလမှာအင်္ဂါနေ့မွေးတဲ့သူဘုဒ္ဓကုနဲ့မွေးတဲ့ဘုဒ္ဓကုနဲ့မွေးတဲ့သူတွေကကိုယ့်ကိုစိတ်တော်ကလေးတွေပေးတတ်တဲ့သတိထားပါကိုပတ်သက်တဲ့သူဘယ်သူမှမဆို အဲအင်္ဂါတို့ဘုဒ္ဓခုတို့ဒုက္ခပေးတတ်တယ်ကိုယ့်အိမ်ကနေထွက်သွားတာလေးတွေအစားဖြစ်တတ်တယ်ချစ်သူအိမ်တော်ဘက်တွေဆိုရင်အိတ်ကာလမှာထွက်သွားတယ်ကွဲတယ်ပြတ်တယ်အဲ့လိုပုံစံလေးဖြစ်တတ်တယ်အဲ့ဒီမှာအခြေအိမ်တော်တွေနဲ့ပတ်သက်ရင်တခါလဲမှာခြင်းတယ်တကယ်ဆိုဒီကာလကအင်္ဂါသားသမီးတွေအတွက်ကာလကံကောင်းတဲ့ကာလဖြစ်တယ်အခြေအိမ်မှာအမရန်စမ်းပွင့်တဲ့ကာလတွေမှာပါတယ်သို့တော့ဘာဖြစ်တတ်လဲဆိုလို့ရှိရင်သူကမတတ်ရှင်တဲ့အခြေအိမ်တော်တွေဝင်တတ်တယ်ချစ်သူမရှိတဲ့သူတွေချစ်သူရတာကိစ္စမရှိပါဘူးသို့တော့ဘာတွေဖြစ်တတ်လဲမင်းရင်သူကနှမျိုးလောက်ဖြစ်တတ်တယ် ရတဲ့ချစ်သူကအပြိုလူပြိုစစ်စစ်မဟုတ်တာအပြိုလူပြိုတော့ဟုတ်တယ်လို့ပြောကြပါစို့နောက်ဆက်တွဲအဲချစ်သူတွေနှစ်ကြာကြီးတွေ့တဲ့ချစ်သူတွေနဲ့တကယ်တကယ်ပြည့်ပြည့်သားသားမဟုတ်ဘဲနဲ့တူတူတောင်းပါတာအစင်မပြောလို့ခဏတစ်ပြုတ်ဝင်လာတာဒါမျိုးတွေဖြစ်တတ်တယ်တချို့တွေကြတော့လေကို့မှာလက်ရှိချစ်သူရှိတယ်အိမ်တော်ဘက်ရှိတယ်ဗောနိအဲ့ဒါနဲ့တယောက်တညာဒီခဏအကြောင်းကြောင့်ခွဲနေရတဲ့အနေထားမှာနောက်တစ်ယောက်ထက်ရတယ်ရတဲ့သူကလည်းလွတ်လွတ်လားဆိုတော့မလွတ်လပ်အဲ့တော့သူမလွတ်လပ်ကိုမလွတ်တတ်တဲ့နဲ့ရှုပ်ရှက်ခတဲ့အနေထားတွေနှစ်ပွင့်ဆိုင်သုံးပွင့်ဆိုင်လေးပွင့်ဆိုင်တွေဒါမျိုးတွေတော့သွားဖြစ်တတ်တယ်ပြီးရင်ဒီကလာမှာမမျောလိမ့်မယ်နဲ့အင်္ဂါသားသမီးတွေအိမ်တော်ချတတ်တဲ့ဂိမ်းလေးရှိတယ် နော်အိမ်လောင်ကြရတဲ့ဂိမ်းရှိတယ်။ရုပ်တရက်အိမ်လောင်ကြရတဲ့ခြေနှောင်းဝင်ရတဲ့ဂိမ်းရှိတယ်။သတိလေးထားပါလေ။အဲ့တော့ဝင်ကောင်းလာလို့မင်းတော့တရက်ဦးတရက်ချင်းသေးကန်တရားတော့မူတည်ပြီးတော့ကွာခြားမှုတော့ရှိတယ်။တေချာကတော့ဒီကလာမှာအိမ်တော်လေးပါကြမယ်။ရုပ်တရက်အဲ့လိုမျိုးတွေဖြစ်တဲ့ဂိမ်းရှိတဲ့အခါကြားခဲ့ရင်ပေါ့လေ။မိဘညီကောင်မတော်ရဲ့စက်ငင်ကန့်ကွက်မှုတွေရင်ဆိုင်ရတဲ့သဘာဝရှိတယ်။တတိတာပါပြပြလည်လည်းမဟုတ်တတ်တဲ့သဘာဝရှိတယ်။တချို့ကခီးတွေပါတယ်သွားရင်တခါတည်းမိမခိုးပြီးွားတာတို့လင်းနောက်လိုက်ွားတာတို့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်။ဂယူးဆက်ပြီးပါအောင်နော်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာအထူးသတိထားပေးပါလုံးဝမပေါ်ဆပ်ပါဘူးအထူးသဖြင့်အဲဥမှန်တမမစားရင်ကောင်းတယ်ကြက်ဥလိုဘဲဥလိုငုံလိုမစားနဲ့နော်ပြီးတော့အင်ဥလိုပြီးတော့အုံသီးလိုအုံသီးပါရဲမဟုတ်လေးတွေအတက်တိုင်းတော့ရှောင်ဝေးရမယ်နော်အုံထမင်းတွေပါလေလုံးဝမစားပါနဲ့အညံ့ခက်လေးတွေကြုံရတဲ့အောင်ကျောင်းနဲ့ပတ်သက်ရင်ပြည့်ပြည့်ထန်ထန်ဖြစ်တဲ့သဘာဝရှိတယ်နေဘူးတော့တွေပါလေတို့ရင်သတိထားအောင်ကျောင်းနဲ့ပတ်သက်ပြီးတော်တော်လေးသတိထားအေးရပါပြတ်တတ်တဲ့သဘာဝရှိတယ်။ညမအိတ်မပြောတာမျက်စိကြောင်နေတယ်လို့ဖြစ်တာ။ဒါမျိုးလေးတွေကြုံရတတ်တယ်။ပြီးတော့ ဒီလက်ဖက်တော့တွေပါတယ်စားလက်ဖက်တွေပါတယ်စားအဲ့အားမျိုးတွေစားပြီးနောက်ပိုင်းလေထိုးလေအောင်ပြင်းပြင်းထန်ထန်ဖြစ်တဲ့တဘာဝရှိတဲ့အတွက်ဂယူဆက်ဖြစ်အောင်ဆက်ပြီးပါမပေါ့ဆက်ပါနဲ့လို့အကြံပေးပြရစီရနော်ပြီးတော့ဒီကာလမှာတံခိုးကြီးတဲ့အကြောင်းမြတ်ယန္တနာတွေဝင်လာတဲ့တဘာဝရှိတယ်ခြံလေးကားတွေအဲ့လိုမျိုးဝင်တဲ့တဘာဝရှိတယ်ဝင်အဝင်တော်တယ်ဒါပေမဲ့ရှူတွေပါတယ်တော့လုံးဝဝင်လို့မရသေးပါဘူးမဝယ်ပါနဲ့ဘူးပြေနော်အဝင်မတော်ပါဘူးပြီးတော့ဒီကလာမှာတံခိုးကြီးတဲ့ဆက်ပစ္စည်းတွေမဝယ်ပါနဲ့ဝယ်လို့ရှိရင်လက်ထက်ရောက်တဲ့အခါမှာမာရွံ့တတ်တယ်ပြီးတော့မကြာခဏဆက်တွေပါတွေပြတ်တတ်တယ် အိမ်မှာရှိတဲ့စက်တွေအကုန်လုံးပြတ်တတ်တယ်သတိထားမကြာခဏပြင်နေရတတ်တယ်စိတ်မရှိဘူးဖြစ်လာတာအစားကြုံရတော့တော့ရှိတဲ့ဟာလေးတွေပဲပြင်သုံးမယ်အသက်မဝယ်ပါနဲ့ဦးမြတ်နော်ဧပြီလ8ရက်7ရက်12ရက်15ရက်16ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတဲ့ရက်ထဲမှာပါတယ်ကနော်ငွေစုလိုက်ပလိုင်းဝင်လာတတ်တယ်ငွေရတဲ့သူတွေဆိုရင်အမရန်စမ်းပွင့်တဲ့ကာလလို့ခေါ်တယ်ပြီးတော့ရက်ဝေးရက်နေကောင်းတဲ့ခရီးလေးတွေသွားတတ်တယ်ဘာသာရေးနဲ့ပတ်သက်ပြီးထူးထူးခြားခြားလေးဆောင်ရွက်ရတတ်တယ်အဲကိုကိုတိုင်းရိတ်တာတွေဘာတွေဝင်တာမျိုးတွေအားအစတရားမှအားထုတ်တာတွေအားအစဖြစ်တတ်တဲ့အပြင် အနီးအနားပတ်ဝန်းကျင်ဖြစ်စေဆွေမျိုးညီကောင်မတော်မသားသမီးတွေကဖြစ်စေဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတော်တွေကျင်းပတဲ့အခါမှာကိုကပါဝင်ဆောင်ရတဲ့အနေအထားတွေဖြစ်တယ်လေစီဝါလက်လာပါအမရန်တက်တယ်ပျော်ရွှင်စရာကိစ္စလေးတွေပျော်ဝဲရွှင်ဝဲကိစ္စလေးတွေအလူနှမ်းကိစ္စလေးတွေနဲ့တော်တော်လေးကြည်နူးစရာကောင်းတဲ့ကာလကိုပိုင်ဆိုင်ရမယ်နော်တော်တော်လေးဝမ်းသာဖို့ကောင်းတယ်ဧပြီလ8ရက်အဲ sorry ဧပြီလ9ရက်10ရက်13ရက်14ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်သတိထားပေးမယ်မသက်ရှင်တဲ့အခြေအိမ်တော်ကြီးတွေကြောင့်စိတ်ကြီးစိတ်တော်ကလေးတွေရောက်တတ်တယ် ရှိရဝါခနတ်ဆဝါခအနေထားကြီးဆုံးဖြတ်ခတဲ့အနေထားဂျင်းနဲ့ချက်တဲ့ကြတဲ့အနေထားကြီးလွတ်ချရင်ကောင်းမလားဆက်ဆွဲရရင်ကောင်းမလားဆိုပြီးဝေဝဲရခတဲ့အနေထားတွေကြုံရတတ်တယ်အခြေအိမ်တော်ရေမတန့်ရှင်မှုသတိထားပါတချို့တွေဆိုရင်အဲအခြေအိမ်တော်ရေမတန့်ရှင်တာကြောင့်ဝင်လာတဲ့ငွေကြေးစီးပွားလက်လာပါတွေပါမဝင်တော့ဘဲရက်တန့်သွားတဲ့အနေထားမျိုးတွေဒီအမှုကင်းရုပ်ရက်ဖြစ်တာမျိုးတွေဖြစ်တယ်အမှုဖြစ်ရင်တရားမမှုပုံစံမျိုးသွားဖြစ်တတ်တဲ့တို့ကဂယူဆိုင်ပါလူရင်းလူယုံဒုက္ခပေးတတ်တယ်မပေါ်ဆက်ပါနဲ့အနောက်ရောင်နှုတ်နေအောင်အဖြူရောင် ယောဂီအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်နင်းစီပန်းရောင်စုံဂန့်ငော်ပန်းဂန့်ငော်ညွန့်ဗရောက်ပန်းဗရောက်ညွန့်ဂရမပန်းရောင်စုံသစ္စပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုယ်ပိုင်ဖျားမှာဖျားပန်းကရပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလားပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျောင်းရတဲ့အညံ့လေးလေးကင်ပြီးကောင်းတဲ့ကန်လေးလေးပို့ကောင်းအောင်ရရလေးချီရမှာပေါ့အဲ့တော့ရရအနေနဲ့ဘယ်လိုချီမလဲဆိုရင်ငါ26កောင်ကိုឆောင်းនោះမြတ်တို့လို့စီစင်းတဲ့ရေရှင်မှာလွတ်ပြအောင်လွတ်ပေးလိုက်ပါကြနော် ငွေအခြေအနေပတ်သက်ပြီးအစုလိုက်ပြန်လိုက်ဝင်လာမှာပါနော်အခြေအနေပတ်သက်ပြီးတော့လည်းအဆင်ပြေသွားလိမ့်မယ်ဒါအပြင်ယဟန်သားကတော့ဒီကိုထိဖက်နယ်တွေလူပြအောင်လူတန်းပေးပါအာအထူးသဖြင့်ဒီကာလတွေမှာရှင်မျိုးရဟန်းဆန်ကိစ္စလေးတွေများပါလိမ့်မယ်အဲ့ဒီမှာတက်နိုင်သလောက်ပေါ့လေအဲ့ထိဖက်နယ်တွေစနေနာလို့ခေါ်တာပေါ့လူပြအောင်လူတန်းပေးလိုက်ပါဒါဆိုရင်အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်အင်္ဂါသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်